ကလာပါရှင် D1 ပေါ့နော်ဒီနေ့နေစပြီးတော့မှတင်ပြီးမှဖြစ်ပါလေရှင်ကဲရွှေနေပထမဆုံးဒီဒါလေးမပြောခင်ပြောချင်တာကိုကရွှေနေပတ်သက်ပြီးတော့တွတ်တက်ချင်တယ်တိချင်တယ်ပေါ့နော်တိချင်တယ်ဆိုလို့ရှိရင်ရွှေရောင်းဝယ်လေးလုပ်ချင်တယ်ဆိုလို့ရှိရင်အခြေခံဖြစ်တဲ့ဒီရွှေအခေါ်လေးကိုလည်းကိုကဒီတင်ကနေတာလေးမြင်လိုက်တာနဲ့တကြက်ဆိုတာသိရမယ်ဒီလိုတင်ကနေတာလေးမြင်လိုက်တာနဲ့တပဲဆိုတာသိရမယ်ဒီလိုတင်ကနေတာလေးမြင်လိုက်တာနဲ့အော်ဒါတရွေးပါလားဆိုတာကိုကသိရမှာဖြစ်ပါလေရှင်ဒါကြောင့်မို့ဒီလိုပထမဆုံးအခြေခံဖြစ်တဲ့ပေါ့နော်ရွှေတွတ်တက်ချင်တယ်ဆိုလို့ရှိရင်ရွှေအခေါ်များတဲ့ရမှဒီအခြေခံ ံလေးကိုဒါသိကိုသိရမှာဖြစ်ပါတယ်ဒါလေးဆိုရင်ဒါလေးမြင်နေတဲ့ဟဲ့ဒါတချမ်းမှာလားဆိုတော့သိရမှာပေါ့နော်တချမ်းဆိုလို့ရှိရင်ကယ်ကူလေတာမှာဘယ်လိုနှိပ်တယ်လဲဒါမျိုးလေးသိရမှာဖြစ်ပါတယ်ဒါကြောင့်မို့အသေးစိတ်လေးပေါ့နော်တဖြည်းဖြည်းလေးတင်ပြရမှာဖြစ်ပါတယ်ရှင်ဒီလိုတဖြည်းဖြည်းလေးတွားရတယ်ကိုကအချိန်တိုင်းတန်လေးတခုရောက်တာနဲ့ဒါရှင်စင်တင်လို့အားလုံးပြီးတွားရဆိုလို့ရှိရင်တော်တော်တော်မှတည်ချပါတယ်ရှင်ဒါဆိုလို့ရှိရင်ပထမဆုံးအရင်နဲ့ကျွန်တော်ကဘာကိုတင်ပေးမလဲဆိုရွှေအခေါ်လေးကိုတင်ပေးမယ်။ဒါဆိုဒီမှာပေါ့နော်။တည့်ရဲ့အပေါ်မှာ လုံကြီးတင်နေရှိပါတယ်ဒါဆိုရင်တစ်ချက်လို့ခေါ်ပါတယ်ရှင်အဲ့လိုပဲ20တူပဲပေါ့နော်နှစ်ရဲ့အပေါ်မှာလုံကြီးတင်နေဆိုလို့ရှင်လည်းဒါရှင်ကတော့နှစ်ချက်လို့ခေါ်မှာဖြစ်ပါတယ်သုံးရဲ့အပေါ်မှာလုံကြီးတင်နေဆိုလို့ရှင်လည်းဒါရှင်ကတော့သုံးချက်လို့ခေါ်မှာဖြစ်ပါတယ်ရှင်20တူပဲတစ်ရဲ့အပေါ်မှာနှောက်နှောက်ပြစ်လေးပေါ့နော်နှောက်ပြစ်လေးဆိုတာတပဲပါရှင်ကြည့်ဒါဆိုလို့ရှင်အဲ့လိုပဲနှစ်ရဲ့အပေါ်မှာနှောက်ပြစ်လေးဆိုရင်နှစ်ပဲဖြစ်ပါတယ် sorry ပေါ့နော်ဒါ 3ရက်အပေါ်မှာနောက်ပြစ်လေးဆိုလို့ရှိရင်လည်း3ဘဲပါရှင်4ရက်အပေါ်မှာနောက်ပြစ်လေးဆိုလို့ရှိရင်လည်း4ဘဲအဲ့လိုမျိုးခေါ်ပါတယ်အသေးစိတ်လေးတဆင့်ချင်းကိုပြောပြပေးမှဖြစ်ပါတယ်နော်ဒါကတော့ဘာမှမတိတိရဲ့လူတွေအတွက်ပါရှင်တိပိသားလူတွေကတော့ကြော်တော့ပေးပါရှင်ဟုတ်ကဲ့ကဲဒီလိုတင်ဂီတာလေးတွေ့မယ်ဆိုရင်ရှင်ကတော့တရွေးလို့ခေါ်ပါတယ်ရှင်ဒီနေရာမှာဒီလိုတင်ဂီတာလေးတွေ့မယ်ဆိုလို့ရှိရင်လည်းနှစ်ရွေးပါရှင်တချို့တလေနေရာဒေတာတွေမှာဆိုဒီလိုမျိုးအောက်ကဝက်ဆင်းပပပါနဲ့ဒီလိုလေးရေးကြပါရင်နော်ဒီလိုလေးရေးကြတယ်ဒီလိုတင်ဂီတာလေးတွေ့ခဲ့မယ်ဆိုလို့ရှိရင်ရွေးဖြစ်ပါတယ်ဒါဆိုရင်ဒါလေးကိုတရွေးလို့ခေါ်ပါတယ်ရှင်ဒီလိုတင်ဂီတာလေး ဒီလိုရေးထားတဲ့ပုံစံလေးတွေ့ခဲ့မယ်ဆိုရင်တရွေးပါဒီလိုရေးထားတဲ့ပုံစံလေးတွေ့ခဲ့မယ်ဆိုရင်နှစ်ရွေးပါရှင် ရွေးပေါ့စင်နော်နှောက်ပြင်းလေးဆိုရင်ပဲဝါဆွဲဝတ်စံတဲ့လုံးပေါက်လေးတွေ့ခဲ့ရွေးပေါ့နော်လုံးကြည့်တလေးတွေ့ခဲ့မယ်ဆိုရင်ကြက်ဖြစ်ပါတယ်ရှင်ကဲဒါဆိုရှင်တို့က အချက်ကောပဲကောရွေးကောတင်ကြတာလေးတိတ်သွားပြီဆိုလို့ရှိရင်ဒီတရွေရဲ့အောက်ငယ်တော့အခေါ်အဝေါ်များကိုပြောပြရင်မှဖြစ်ပါတယ်ရှင်ရွှေမှာဆိုလို့ရှိရင်ရှင်တို့ကတပဲရွေးတပဲရွေးလို့ခေါ်ကြရင်မယ်ရွေးကနန်းကအငယ်ဆုံးဖြစ်ပါတယ်ရွေးပြီးရင်တော့ပဲကအလယ်လက်ပါပြီးရင်ကြက်ကတော့အများဆုံးဖြစ်ပါတယ်ရှင်ဒါတပဲရွေးရွှေတွက်နီးမှာပေါ့နော်ကဲဒါဆိုရင်ဒီတရွေထက်တရွေရဲ့အောက်ငယ်တဲ့ရွှေအခေါ်အဝေါ်လေးတွေကိုပြောပြပေးမယ်ကဲဒါဆိုလို့ရှိရင်တရွေး တရွေးရဲ့တဝဲကတချင်းဖြစ်ပါတယ်။နော်တရွေးရဲ့တဝဲကတချင်းဒါဆိုရှင်တို့တချင်းလို့ခေါ်လိုက်ပြီးဘောင်ချထဲမှာ1 by 2လို့လည်းတွေးရတယ်ပေါ့နော်။ဒါဆိုရှင်ရှင်တို့ကေကူလေတာမှာနှိပ်မယ်ဆိုလို့ရှိရင်ဒီတချင်းကိုတရွေးရဲ့တဝဲတချင်းကိုကေကူလေတာမှာနှိပ်မယ်ဆိုလို့ရှိရင်သုံးညတမ5လို့လည်းနှိပ်တယ်။ဥပမာရှင်ရှင်တို့ကပေါ့နော်ခုနရွေးနဲ့တချမ်းဆိုလို့ရှိရင်ခွန်တက်တမ5ဆိုပြီးနှိပ်มาဖြစ်ပါတယ်တချွတ်တလေဆိုလို့ရှိရင်ခွန်တက်တမ90ဆိုပြီးနှိပ်ပါတယ်ရှင်ဒါတချမ်းဟောပေါ့เนาะ ကဲဒါဆိုလို့ရှင်တရွေးရဲ့တဝက်ကတချင်းဖြစ်ပါတယ်အခေါ်ဝါဆိုရင်တချင်းကဲရှင်ကျွန်တော် calculator မှာနေပဲဆင်ဒါ0.50ဒါမှမဟုတ်ရင်0.5ပေါ့နော်ဒီနေရာမှာရှင်ခဏနေရာပြောသလိုတေချာလေးတင်ပြပေးမယ်ဥပမာဘောင်ချာထဲမှာ9ရွေးနဲ့1/2တွေ့ခဲ့မယ်ဆိုလို့ရှိရင်ဒါ9တမ9 9.50ဒါမျိုးနှိမ့်မှာဖြစ်ပါလေရှင်ကဲဒါလေးဆိုရပြီနောက်တစ်ခုတွားမယ်ဒါဆိုလို့ရှိရင်1/4ကိုတွေ့ခဲ့မယ်ဆိုလို့ရှိရင်တို့ဒစိတ်လို့ခေါ်ပါတယ် သူကတော့တချမ်းရဲ့တဝက်ပေါ့ရှင်နော်တချမ်းရဲ့တဝက်ပါတချမ်းရဲ့တဝက်ကိုဒစိမ့်လို့ခေါ်ပါတယ်ရှင်ဒစိမ့်နှစ်ခါပေါင်းလိုက်ရင်တချမ်းဖြစ်သွားပါတယ်ဒါကြောင့်တချမ်းရဲ့တဝက်ဒစိမ့်ပါဒစိမ့်လို့ခေါ်တယ်ကယ်ကူလေတာမှာနှိမ့်မယ်ဆိုရင်3.25လို့နှိမ့်မှာဖြစ်ပါတယ်ရှင်ဥပမာကောကဒီနေရာမှာ9ရွေးနဲ့ပေါ့နော်1 by 1.4ဆိုပြီးတွေ့ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုနှိပ်ရမလဲဆိုလို့ရှိရင် calculator မှာနှိပ်ဖို့နေနေလေးပြောပြရင်မှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ခွန်တက်တမ25ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ1.4ရဲ့အစားကညတက်တမ25ဖြစ်နေတဲ့အတွက်ရွှေစင်တို့က9ရွေးနဲ့1.4လို့တွေ့ခဲ့မယ်ဆိုလို့ရှိရင် calculator မှာဒါနောက်တစ်ခေါက်ပြန်ရှင်းပြတာပါနော်ခွန်တက်တမ25လို့နှိပ်မှာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရွေးရရင်နော်ခွန်တက်တမ25ရွေးကဲဒါဆိုလို့ရှိရင်နောက်တစ်ခုတ် တရွေးရ၄ပုံထားပါတော့เนาะ၄ပုံပုံ၃ပုံပုံဆိုတော့ဒါ၃စိတ်ဖြစ်ပါတယ်ရှင်၃စိတ်ဖြစ်တယ်၃စိတ်ကိုကယ်ကူလေတာမှာဘယ်လိုနှိပ်မလဲဆိုရင်တုံရတရမ5လို့နှိပ်မှာဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ရှင်စင်တို့က9ရွေးနဲ့ဟို3/4ကို တွေးခဲ့တယ်ဆိုလို့ရှိရင်ပေါ့เนาะ3/4တွေ့ခဲ့တယ်ဆိုရင်ဘယ်လိုနှိပ်မလဲကယ်ကူလေတာမှာဆိုလို့ရှိရင်ဒါ9ရွေး9တက်တမ9 5နှိပ်မှာဖြစ်ပါတယ်ရှင်ဒါဆိုတော့9ရွေးနဲ့3စိတ်ဖြစ်ပါတယ် နော်ကဲဒီလောက်ဆိုလို့ရှိရင်တော့ရွှေအခေါ်လေးတွေကိုရလောက်ပြီလို့ထင်ပါတယ်ရှင်ကွာကိုအိမ်မှာပြင်ကြည့်လို့ရပါတယ်နောက်တစ်နေ့မှာရှင်ရဲ့ဗာလေးတင်ပြမယ်လို့ဆိုလို့ရွှေခေါ်ပြီလို့ရှိရင်ရွှေခေါ်နဲ့ပတ်တားလေးတင်ပြမှဖြစ်ပါတယ်ဒီလိုတစ်ဖြည်းဖြည်းနဲ့တွားခြင်းအပြင်အချိန်တိုင်းတန်လေးတစ်ခုရောက်လာလို့ရှင်ကွာလွယ်လွယ်ကူကူကိုတွက်ချက်နိုင်မှဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်